တော့ဆက်တော့မှာလေနော်အခုချီးကျူးတာအောင်သူလူငယ်စိတ်မမွေးဘူးမမွေးပဲနဲ့ခန္ဒီစဆိုရတိခံခြင်းကိုမွေးသွားတာဂုံယူတယ်အဲကောင်လေးဖရာသေးရနဲ့မဝေးဘူးမိဘတွင်တင်ဆုံးမမှုအောက်မှာနဲ့အတူသူ့ရဲ့ဆရာသမားတွေရဲ့တွင်တင်ဆုံးမမှုအောက်မှာမသွေးမသိလိုက်နာနေတဲ့ခလေးဆိုရတာမြကြီးလက်နက်ပုတ်ရလွဲ့လွဲ့သွားတယ် ်အမလေးဦးအော်တမားဒီမဆေးချတာ ကြည်ပြီးတော့တော့ဟောဖြစ်တယ်သူ့ဘာဘာကြီးပဲဖြစ်နေတယ်เนาะလူတယောက်ကဥပမာလက်ကလေးနဲ့တို့တာတို့လက်ကလေးနဲ့တို့တာတို့ချင်းတော့ဗျာချင်းပဲဖြစ်ဖြစ်မိုးရင်ပဲဖြစ်ဖြစ်ဒီပခုံးနဲ့တိုက်လိုက်အောင်လူတယောက်ကပေါ်ပြန်ပြုံးပြနေအခုသူ့နေရာမှာကိုရာဆိုတဲ့စိတ်တက်ပေါ့ဘာလို့မဆိုပါခံစားကြည့်လိုက်ပါဟောတော့ तू ကပေးသက်ကိုအောင်အောင်မြင်ရအောင်အတွက်စူးစမ်းနေတဲ့ဒါတက်တစ္ဆာလေး လက်စားလူငယ်လေးအမေတခုချီးကျူးတာအောင်သူလူငယ်စိတ်မမွေးဘူးမမွေးပဲနဲ့ခန္ဒီစဆိုရတိခံခြင်းကိုငွေးသွားတာဂုံယူတယ်အဲကောင်လေးဖရားတရားနဲ့မဝေးဘူးမိဘတွင်တင် ဆုံးမမှုအောက်မှာနဲ့အတူသူ့ရဲ့ဆရာသမားတွေရဲ့တွင်တင်ဆုံးမမှုအောက်မှာမသွေးမသိလိုက်နာနေတဲ့ခလေးဆိုရတာမြေကြီးလက်နက်ပုတ်ရလွဲ့လွဲ့အောင်အမလွဲ့ဘူးဟောတော့လူငယ်လေးဟုတ်လို့ပုံပြလုံးမှာ ပုံနိုင်ရမှာဒါပေမဲ့လက်လိုက်ရိုက်ဟိုကကနေတဲ့အချိန်ပါပိဋကရှိတယ်။ကိုယ့်ရဲ့ကျေးဇူးရှင်ပိဋကပိဋကရုံးရင်းဆန်ငါဖြစ်သွားမယ်။ခေါင်းဆောင်ဒီကိုကသမီးဟိုဟင်းဟိုကြီးလေ။အဲ့ခေါင်းဆောင်တယောက်ကဝုံနိုင်ထားလို့လည်းရှိသူ့ရဲ့နောက်ပိုင်းမှာသူ့အာကိုနေတဲ့သူ့အာကိုနေတဲ့ဒီပိဋကဒီဟိုပြီးတော့ရှိသမီးရှင်ဟင်းရှင်ကျေးဇူးရှင်နေသူ့ရဲ့သူ့ရဲ့တပ်ဖွဲ့လုံးနောက်ကဝုံနိုင်ပါသွားခဲ့လို့ရှိရင် တမျိုးတပီဖြစ်သွားမှာလीတမျိုးတပီဖြစ်သွားမဲ့အတွက်ကြောင့် तू ကထွက်လိုက်ဒေါသကိုမျက်နှာမှာပေါ်တယ်လीဒေါသကိုထွက်တာပဲကိုကြီးကဒေါသထွက်တယ်လူကြီးဒေါသထွက်ပြီးပိုဆိုးတယ်ဆိုတော့အဲ့ဒေါသကိုထိန်းသွားတာလीကက်ကလေးပိုက်ပြီးတော့လူလှဲ့ထွက်သွားတာမျက်နှာလေးလွှဲလိုက်တာလीဒေါသကိုထိန်းလိုက်တာပါကောင်းပါတယ်သူကရှေ့ချောက်အောင်မြုံးပါလူရှင်တော်ကိုရေးနော်အေးလူရှင်တော်တွေဟိုဟာဖြစ်တာအဘာလဲပေါ့မဟုတ်ဘူးကျွန်တော်ကထင်တာကတော့အော်လို့ မကြီးအုပ်ထားတော့သူတို့ထဲရလားဘာမှမဟုတ်သူတို့နဲ့ပတ်သက်တာလားကျွန်တော်လည်းအခုတည်းမသိသေးဘူးလေမသိသေးဘူးဒီ line ပေါ်မှာဟိုဘာဖြစ်လို့လားကျွန်တော်တော့မမြင်ဘူးအိမ်ကပြတို့လားဟာဒါကြီးကမလုပ်တင်ဘူးတို့ဟိုဘလော့ကြီးပဲရင်းနေရင်းနေတယ်ပေါ့နော်ကို့ကိုမွေးတဲ့ဒီအဖေအမေတွေတော့အဲ့လိုဒေါသထွက်ရတော့ချိန်နဲ့ကန်နေဦးတာမဟုတ်တာဟုတ်တယ်မဘလော့ကြီးချမ်းသာနေပါလေကြာဘလော့ကြီးဟိုဘာဖြစ်နေပါသင်ရနေပါလေ လူဥတီတရားလေးရှိวะအဓိကလေလူဆိုအဲ့ဒါတဖသာငါဒါလှုပ်လိုက်လို့ပေါ်ပင်ញင်လို့လားပေါ်ပင်ញင်တမျိုးမျိုးစီစဉ်လိုက်ဟုတ်တယ်မဒီလို အောက်အပေါ်ကနေပြီးတော့ဒီချွေးနဲ့တွေးနဲ့ရင်းဟိုရင်းပြီးတော့ပိဋကကြက်အောင်ဖြော်ပြနေရတဲ့အချိန်ရောပြီးတော့လေဟိုဖြော်ပြနေတဲ့အချိန်ကြီးမှာဗျာဒီအစိုးရလေးတွေရှိတယ်မင်းသမီးတွေဆိုတဲ့အချိန်မှာလေတရွယ်ချင်းပြေးပါမှန်းကိုမသိရဘူးအဲ့လို ဥပမာလူရှင်တော်တွေတက်သွားတော့ကျွန်တော်လည်းမတက်ဘူးလားတက်တယ်စုပေးတယ်ကျွန်တော်ခါသားလေးပြောတယ်အဲနောက်လိုက်ပြောင်းလိုက်ပြီးလို့ရှိပြီးသွားပြီဘာလို့ခန္ဓာလေးလည်းမပြတ်အောင်သူ့ခန္ဓာလေးမပြတ်တော့အရေးကြီးဆုံးကဟိုဟာဝါမှာလေပရိဒတ်နဲ့ဟာဝါကြီးဒီကရက်လိုက်ကနေရဥပါကြကားရိုက်တာမှားဝါကြီးကတ်ဆိုပြီးတော့ပြန်ရိုက်လို့ရတယ်ဒီစင်မမမှားဝါတာတို့မိသွားတို့ဆိုတော့အာပြန်ကမယ်ဆိုကားလို့မရဘူးဒီဘုံကချရုံမှရှိတော့ပေါ့စားနောက်တော့ကြီးကဟို อะนอกตันเลยဖြစ်တာဗောเนาะအနောက်ဒီလူအနောက်တန်တယ်ဗောเนาะဟိုကတော့ထင်တာဗောတော်တော်အနောက်တန်တယ်လူဟိုဟာတော့ရင်ကော့ဖင်ကော့လေးဆိုတော့လीတော်တော်အနောက်တန်မဲ့ပုံပဲကျွန်တော်တို့ဒီအนุပညာနေနဲ့အนุပညာတွေဗောဗျာပြောရရတော့အนุပညာသမားနေနဲ့ကြည့်မယ်ဆိုတော့မကောင်းဗောဗျာတော်တော်ရိုင်းနေဗောဒီကြည့်ရတာဟုတ်ဗောအောင်မှုတာမဟုတ်သူ့အဖေနဲ့ကိုကျွန်တော်တို့တပွဲရက်ကဦးလေသူ့အဖေကအရင်ကတီးဝိုင်းထောင်တီးဝိုင်းထောင်တော့ကျွန်တော်တို့ကအဲ့ကလေးကကျွန်တော်တို့သူ့အဖေပွဲမှာသွားကနေတဲ့အချိန်မှာ ငငယ်ပဲရှိသေးတယ်အချင်းလေးဆိုနေတာပဲရှိသေးသဘူကအချင်းလေးဆိုအဲ့ဟိုနေရမှာကျွန်တော်ခါမတင်ရောက်ပါကိုမိနဲ့ရောက်ပါအဲ့ဟိုကရွှေပြည်သားကိုရွှေပြည်သားဘွဲကိုရောက်သွားတော့မှာအတူအဖေနဲ့သွားဆုံလာဟောတော့မယောင်းဆူရောက်နေပေါ့မယောင်းဆူရောက်နေသွားဖြစ်နေတာအဲ့တော့မှအဲ့သဘူဆိုကျွန်တော်အောင်သဘူဆိုလည်းကိုကကြည့်နေလိုင်းမှာကြည့်နေဟောမသိဘူးလေသူ့သားမန်းဘာမှမသိဘူးနောက်တော့အဲ့မှာတွေးလိုက်တော့မှမျက်နှာချင်းချင်းတွေးလိုက်တော့မှအတော့ အခုသားတွေဟာအခုသားလားဒီရွယ်တော်ရောက်အာအမှုအာအဲ့တော့မှဟောတော့ကိုညီကိုလိုနေနေတဲ့လူတယောက်သားဆိုတော့ကိုသူကိုသားပဲဗောသူခေါ်ဟိုကဒါပေမဲ့လူငယ်ဆိုပေမဲ့အဲ့ခန်းကြီးစိတ်ကြီးထားလိုက်တာပိုကောင်းပါလေဒေါသစိတ်မထားပါဘာဆိုတော့အောင်မြင်နေတဲ့အချိန်မှာဖြစ်တတ်တယ်ဗျအောင်မြင်မှုလမ်းရောက်ပြီဆိုတာ ਨੇ ပျက်စီးမှုလမ်းကြုံတွေ့ရတာပဲလေကျွန်တော်အနောက်ရက်ဆိုတော့ပေါ်တယ်ဗျ အနောက်ကျဆိုတော့အဲ့ဟာတွေကို तू ကတိုက်မဲ့ခလုတ်တွေထိုးမဲ့အစူးတွေကိုဖယ်ရှားလိုက်သလိုပါပဲကောင်းပါလေမစိုးကောင်းနဲ့ तू तू ကအဲ့ဒီမှာဝါသနာပိုင်းနဲ့မိဘတွေကလည်းမြောက်သားလို့ပေါ့မြောက်သားတော့ဒီရင်ကျင်းမှုရောက်သွားတယ်ဒီမြန်မာနိုင်ငံရင်ကျင်းမှုတောင်းတောင်မဟုတ်လေ तू လည်းရင်ကျင်းမှုခွဲရပြီဒါလေခွဲရပြီဒါမင်းသားတယောက်ဘူးဆိုတော့ဒီအပြင်ကတောင်းတောင်ဝါသနာပိုင်းနဲ့ဖြစ်လာတာမှမဟုတ်ဘူးတော့စီးစနစ်ကြတယ်လို့ပြောရမှာ ဟုတ်တယ်ကျွန်တော်လည်းဆင်လို့နေပါဟုတ်တယ်တချို့ကြရဟိုမေးမေးနေတာတန်းသပင်မရှိတို့အမင်းရှိကိုကပြောပါတယ်မဟုတ်အောင်သူမဟုတ်ဘူးတို့ကျွန်တော်လန်သူတို့လူတွေကနားလာမှာဟမ်ကျွန်တော်လည်းအခုပြောတဲ့နှခန်းနှခန်းလေးနဲ့မတွေ့ဘူးလားနှခန်းလေးနဲ့မျက်လုံးလေးနဲ့သူ့လိုပဲညှို့မျက်လုံးလေးပါတယ်ဒီလိုလေးလူချင်းစင်တော့အမကလည်းလူလူချင်းမားတယ်ဒါတော့ရံမောင်းကြီးကလည်းတိတ်မကွာဘူးလေပြီးတော့အသားရေချင်းကလည်းကြည့်အောင်လေပိုးတော့နည်းနည်းပို့ဖြူနေတယ်လို့ ဆောင်ရဆောင်ပါတော့အာအကုန်လုံးအကုန်လုံးဒါပေမဲ့သူရှိသွားရတော့ကိုကဟိုကတိတ်ငယ်အောင်နေပြီးလိုက်ပါလေလမ်းနဲ့အတူလိုက်ခိုးနေတာနဲ့သူလေအဲကြောင့်မို့အခုတော့အောင်အောင်ဟိုကပီပီဆုပ်လို့နေလိုက်အ short ထားပြီးရတာအဲလိုအခုတော့တက်ပါလေနဲ့လမ်းနဲ့ short ထားပါဘူးအခုအချိန်မှာလမ်းသဘူတို့တာထောင်ကြည့်လိုက်သူငုတ်သွားမှာအဲလိုမျိုးလေးရှိတယ်သူကကိုရီးယားလောက်ပဲရှိတာကိုကကိုကလာတာအင်္ဂလန်လာတာအဲဒါတော့ဝယ်ရမလို့ဘာလူတာပဲရှိတာကိုကဂျာဝယ်တဲ့ ဟိုဒါဘဲပွဲမဆိုဖြာအိုးမဝဲဘူးဘလောက်နဲ့ရောင်းမှန်းတော့မသိဘူးကိုကိုရောက်ဝိုင်းဟိုနောက်ဘက်ကဝင်တယ်ရှေ့မှာထွက်ကြည့်ကြည့်တယ်အဲကိုမိသားစုတွေပါကြည့်ကျင်တယ်ဆိုတော့ကြိုပြောထားပြီးတော့သူတို့လုပ်ပေးတာ